စနေနေ့နှခိုင်ပေါ်နေတဲ့ဝစ်စုံကိုဝင်းမိလုံးလူတွေကိုလိုက်ပြီးတောင်းပန်နေရတဲ့စင်စင်စုံမြင့်ပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြမရင်ကျင်းမှုအမြင်နဲ့မတင်တော်တဲ့မြမဝစ်စုံဝေခဲမိလို့လူပြောများနေရကတော့တရုတ်ဆောင်စင်စင်စုံမြင့်မှာတရုတ်ဆောင်စင်စင်စုံမြင့်ဆိုတာကတော့နာမည်ကြီးထိတ်တန့်ရုပ်ရှင်မင်းသမီးမဟုတ်ပေမဲ့အရင်ခေတ်မှာနာမည်ကြီးတဲ့တရုတ်ဆောင်မင်းသမီးဖြစ်ခဲ့ပါတယ် စင်စင်စောမြင့်ကိုပြည်သက်တွေတရေထားမိရဲ့အချက်တခုကတော့သူမရဲ့အပြာရောင်မျက်လုံးပါပဲစင်စင်စောမြင့်ရဲ့အပြာရောင်မျက်ကပ်မှန်တဲ့မျက်လုံးကြောင့်ပြည်သက်တွေကတရေထားမိခဲ့ကြတာပို့ပြီးတော့အားပေးခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့စင်စင်စောမြင့်ကတခြားသောအရင်ခေတ်ကမင်းသမီးတွေလိုပဲအနုပညာလောကကနေပျောက်ကွယ်သွားခဲ့ရဖြစ်ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာပျောက်ကွယ်သွားပြီးတော့ Facebook ပေါ်မှာစင်စင်စောမြင့်ရဲ့ဓာတ်ပုံတက်လာချိန်မှာတော့အလုံးလဲအင်အားသိမ်းခဲ့ရပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဇင်းဇောင်မြင့်ကအနုပညာလောကကနေပြောက်ွယ်ပြီးတော့နှစ်ပေါင်းများစွာရှိနေပေမယ့်အိုမင်းရင်ရောခြင်းမရှိပဲအရင်တုန်းကလိုငယ်ရွယ်နှုပြိုနေရဖြစ်ပါတယ်။ဒါကြောင့်လည်းပြိသက်တွေကတရုတ်ဆောင်ဇင်းဇင်းဇော်မြင့်ကိုမအိုသေးစားထားသလားဆိုပြီးတော့တောင်းမေးမြန်းနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးဇင်းဇင်းဇော်မြင့်တယောက်ပြန်လည်ရေပန်းဆလာတာနဲ့အတူပဲအနုပညာအလုပ်တွေပြန်လည်လုပ်ကင်ခွင့်ရနေရဖြစ်ပါတယ်။ဒါကြောင့်လည်းဇင်းဇင်းဇော်မြင့်ကဒီလိုမျိုးအနုပညာအလုပ်တွေပြန်လည်လုပ်ခွင့်ရလာတာနဲ့အတူအခုနှစ်မှာအကယ်ဒမီစုပေးပွဲကိုတက်ခွင့်ရလာတာဖြစ်ပါတယ်။ ဒီလိုမျိုးအကယ်ဒမီပွဲတက်ရင်နဲ့တရုတ်ဆောင်စင်းစုံမြင့်ကောင်မတင်တော်တဲ့မြန်မာဝစ်စုံရင်သားတွေပေါ်နေတဲ့ဝစ်စုံကြီးကိုဝင့်မိရဖြစ်ပါတယ်။ဒါကြောင့်လည်းတော်တော်လေးကိုပြင်းပြင်းထန်ထန်ဝေဖန်နေရဖြစ်ပါတယ်။စင်းစင်းစုံမြင့်ကဒီလိုမျိုးလူမြင်မတင်တော်တဲ့မြန်မာဝစ်စုံကိုအကယ်ဒမီပေးပွဲညမှာဝစ်ဆင်ခဲ့ရပဲဖြစ်ပါတယ်။စင်းစင်းစုံမြင့်ရဲ့ဝစ်စုံကပုံမှန်တိုင်းကြည့်မယ်ဆိုရင်တော့လှပစွာချုပ်လုပ်ထားတဲ့တာမန်မြန်မာဝစ်စုံပါ။ ဒါပေမဲ့လည်းစင်စင်စုံမြင့်ရဲ့စနေနဲ့နှစ်ဖက်ကလူမြင်မသိတော်တယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်လည်းစင်စင်စုံမြင့်ပေါ်မှာဝေဖန်မှုတွေကမြင့်တက်ခဲ့တာပါ။အထူးသဖြင့် Academy ပေးပွဲလို့ဂုဏ်သိက္ခာကြီးမာတဲ့နိုင်ငံတော်အဆင့်ကျင်းပတဲ့ပွဲမျိုးမှာဒီလိုမျိုးသရုပ်ဖြက်အဝေစားဝတ်ဆင်မှုကြောင့်စင်စင်စုံမြင့်ကိုဝေဖန်ကြတာဖြစ်ပါတယ်။ Academy ပွဲကိုတက်လာကြတဲ့အနုပညာရှင်တွေဟာနိုင်ငံတော်အခမ်းအနားပွဲတွေမှာမြမရိုးရာဝတ်ဆောင်ကိုလုံခြုံစွာနဲ့ဝေးကြတာများပါတယ်။ ဒါပေမဲ့လည်းတရုတ်ဆောင်စစ်စစ်စောမြင့်ကတော့ဒူမရဲ့စနေနဲ့နှစ်ခိုင်အတိုင်းသားပေါ်နေတဲ့ဝစ်ဆောင်ကိုဝိခဲ့ပါတယ်။ဒါကြောင့်လည်းလူမြင်မသိတော့ဘူးဆိုပြီးတော့တရုတ်ဆောင်မင်းသမီးစစ်စစ်စောမြင့်ကိုဝေဖန်ပြစ်တင်ကြတာတွေများလာပါတယ်။အခုခါမှာတော့စစ်စစ်စောမြင့်ကပြည်သက်တွေရဲ့အမြင်မှာရိုင်းသွားရင်တောင်းပန်လိုက်ပါတယ်။ စင်းစင်းသောမြင့်ကောင်ပြည်သူတွေကသူမကိုအမြဲတမ်းယိုယိုရင်လေးဝှစ်စေချင်တာကိုနားလည်တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူမကအကယ်ဒမီဘေးဘွဲမတိုင်ခင်မှာရှူတင်ရိုက်ခွင်းတွေကိုပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့မအားလနိုင်ခဲ့ဘူးလို့သိရပါတယ်။ဒီလိုနဲ့အကယ်ဒမီဘွဲတက်ဝစ်ဆောင်ကိုအကယ်ဒမီဘွဲနေ့လယ်၂နာရီမှပဲဘွဲတက်ဝစ်ဆောင်ကိုဝေခရတာကြောင့်စနေနေ့နေ့ခိုင်ပြူးကလူတွေရဲ့အမြင်မှမတင်တော်တယ်လို့ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ တကယ်ဆိုရင်ဝိဇုံကခြုံတဲ့ဘဝလေးနဲ့တွေ့ရမှာဖြစ်ပေမဲ့အနာနီမမစီစဉ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဒီလိုမျိုးပြင်ဆင်ချိန်မရခဲ့ရအောင်ဘဝမပါဝဲနဲ့ဒီလိုမျိုးလူမြင်ရိုင်းသွားရတာဖြစ်တယ်လို့ဇင်းစင်စုံမြင့်ကတောင်းပန်လိုက်တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဇင်းစင်စုံမြင့်ရဲ့ Academy ပွဲတက်ဝိဇုံနဲ့ပတ်သက်ပြီးမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။